အားလုံးပဲမင်္ဂလာပါဒီနေ့ဒီရက်ဒီမဲ့တင်ခဲ့တာကတော့အခန်း3လေ့ကျင့်ခန်း3.6ကနံပါတ်1နဲ့3ပဲဖြစ်ပါတယ်နံပါတ်1မှာဆိုရင်အောက်ပါဒသမကိန်းများကိုတဲ့နေရာလိုက်တက်မှုများသုံးပြီးအကျယ်ပြန့်လာသောပုံစံဖြင့်ရေးပြပါတယ်နော်ဒါတော့သူချင်းကြီးတို့နံပါတ်ကကြည့်ပါနံပါတ်ကကြည့်တို့အကျယ်ပြန့်တဲ့ခါမှာဒီနော်အဲ့ဒီမှာဒီကဒသမရရှိမှာ483ဆိုတာကိန်းပြေတွေပါကိန်းပြေတွေမှာပထမဆုံး400ဆိုဖြစ်တဲ့သူကယာကန်းယာကန်းန်းပေါ့နော် ရာပြေကိန်းမှာရာပြေကိန်းဆိုတော့ကျွန်တော်လေးကိုဒီချိန်ကတရားနဲ့မြောက်ပေးရပါမယ်။ကြည့်လေးရဲ့နောက်ကရှိကကြကျွန်တော်ဆယ်ပြေကိန်းဆိုတော့ကျွန်တော်ဘာလုံးတစ်စင်းနဲ့မြောက်ပေးရမယ်။နောက်က၃ဆတဲ့တော့ခုခဏန်းပြတဲ့အတွက်ကျွန်တော်ကတင့်နဲ့မြောက်ပေးရမယ်။အဲ့ဒီမှာဒသမနောက်မှာရှိတဲ့ကက်နေတဲ့နှစ်ကကျွန်တော်ဒီကဆယ်လီစိတ်နော်ဆယ်ပြေကိန်းမို့တော့ဆယ်လီစိတ်။ဆယ်လီစိတ်ဆိုတော့ကျွန်တော်ကဆယ်ပိုင်းတစ်ပိုင်းနဲ့မြောက်ပေးရပါတယ်။ဟုတ်ပြီနော်။အဲ့ဒါကျွန်တော်နမခဝူတို့သွားပါမယ်။နမခဝူက၃ဆတဲ့မှ၃၈၃၅၃ညပေါ့နော်။အဲ့ဒီမှာကျွန်တော်၃ညကနန်းတွေကိုကြာ အဲနေရာလိုက်တံဝန်းမထားလို့ရှိရင်ရရပေါ့နော်ဒီကနန်းတွေပဲကျတို့တွက်ပြီးတော့အဲလုပ်လို့ရရပေါ့နော်အဲ့မှာကျတို့ဒသမရဲ့နောက်မှာကျရင်ရှိရဒသမရှိရတုံညာဆိုတော့ကျတို့အဲ့ဒါကိုမထဲတော့ဘူးဒသမရဲ့နောက်မှာကဲ့ရဲ့မှာဆယ်လီစေးကလည်းတုံညာဖြစ်တဲ့မကတ်တော့ပေါ့နော်အဲဆယ်လီစေးရဲ့နောက်ကယာလီစေးဖြစ်တဲ့ရှစ်ရှစ်ကယာလီစေးတွေကျတို့ကယာလီစေးဖြစ်တာဖြစ်တဲ့အတွက်တရားနဲ့နော်စားပြရပါမယ်တရားပိုင်းတစ်ပိုင်းနဲ့ပေါ့နော်တရားနဲ့စားပြရဖြစ်ပါတယ် ဟုတ်ဘူးเนาะနောက်တော့နံပါတ်3ဟိုဟာဒီရှေ့ရနောက်ကတောင်းအောင်ကြသူကထောင်နေစေးဖြစ်တဲ့ရက်ချီတော့ဘာမှမြောက်ရမှာမသိရင်အဲတရားနဲ့စားတာဗောနော်တရားနဲ့စားတာက1မိုင်เนาะအဲဘယ်လဲတောင်းမတစ်ပိုင်းနဲ့မြောက်တာနဲ့အတူပါပဲနောက်ကနောက်က9 9ဆိုတော့ချီတော့တောင်းနေစေးတောင်းနေစေးတော့တောင်းမတစ်ပိုင်းနဲ့ချီတော့မြောက်ပြရပါတယ်နောက်ကတောင်းညရချီတော့အဲရေးစရာမလိုဘူးเนาะဟုတ်ပါပြီနံပါတ်9ကိုစပါမယ်နံပါတ်9မိုင်ကမှာကျတော့ရှေ့ကဒသမရရှိမှာ9914ပါဒါကြောင့်မို့ခုနှစ်က1000ကျပ်ဖြစ်တဲ့ရက်ချီတော့1000နဲ့မြောက်မယ် နှစ်ကရာခိုင်နှုန်းဖြစ်တဲ့အတွက်ကျတော့တရာနဲ့မြောက်မယ်နော်တစ်ကကျတော့ဆယ်ခိုင်နှုန်းဖြစ်တဲ့အတွက်30နဲ့မြောက်ပြီးတော့လေးကကျတော့ခုခိုင်နှုန်းဖြစ်တဲ့အတွက်ကျတော့တင်းနဲ့မြောက်ပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်ကျတော့ဒသမရဲ့နောက်မှာ၃ရောက်ရုံမထဲတော့ပါဘူးနော်၃ရဲ့နောက်က၄၄ဆိုတာကျတော့အဲ့၄ရဲ့နော်၄ကယာလီစိတ်နေရာမှာရှိတယ်ဒါကြောင့်မို့ကျတော့တရာပိုင်းတစ်ပိုင်းနဲ့မြောက်ပေးရပါတယ်ဟုတ်နော်အဲ၄ရဲ့နောက်ကတစ်ကကျတော့ထောင်ပိုင်းအဲထောင်နဲ့ထောင်နေစိတ်နေရာမှာရှိတယ်ဒါကြောင့်ထောင်ပိုင်းတစ်ပိုင်းနဲ့မြောက်ပေးရပါတယ်ဟုတ်နော်ဒါဆိုနံပါတ်ကကြည့်ပါ ။နမကကြီးက3ညတက်မ3ည3ည69နှစ်အဲခုနအတိုင်းပဲရှေ့က3ညလေးကျတို့ကအကျေပြတ်တဲ့ထဲမှာထဲမပြတ်ပါဘူး။6ကနေကျတို့ကစပြီးတော့ပြတ်မယ်။6ကကြကျတို့ကဒသမနောက်ကကဲ့ရက်ကဆယ်ဒီစိတ်နော်။ဆယ်ဒီစိတ်ကနောက်ကယာဒီစိတ်ဒါဆို6ကကြတော့ထောင်ဒီစိတ်ဖြစ်တဲ့အတွက်ဒီကျတို့ကထောင်ပိုင်းတစ်ပိုင်းနဲ့မြောက်ပြရမယ်6ကို။ကိုကကြတော့နော်တောင်းမအဲတောင်းဒီစိတ်ဖြစ်တဲ့အတွက်1000ပိုင်းတစ်ပိုင်းနဲ့မြောက်ပြရမယ်။နောက်ဆုံးအနှစ်ကကြတော့နော်သိမ့်ဒီစိတ်ဖြစ်တဲ့အတွက်တသိမ့်မှန်းတစ်ပိုင်းနဲ့မြောက်ပြရပါမယ်နော်ဒါတို့ကျတော့နံပါတ်1ကိုသွားပါမယ်နော် နံပါတ်1ကအောက်ပါဒသမကိန်းများကိုအပိုင်းကိန်းဖြစ်ဖို့ပြပါတဲ့နော်ဒါကြောင့်အပိုင်းကိန်းရှာတာပိုင်းကိန်းရှာတဲ့ခါမှာဒသမ855ကျော်အပြည့်ကိန်းဖြစ်တဲ့တဲ့အပိုင်းကိန်းရရှိမှရေးပါမယ်ဒသမရဲ့နောက်မှာကျတော့သူကချိတာကကဏန်းသုံးလုံးเนาะဒသမနှကဲကဆယ်လီစိတ်သူရဲ့နောက်ကရာလီစိတ်နောက်ကထောင်လီစိတ်ဒီလိုထောင်လီစိတ်ရှိတဲ့အတွက်ကျတို့ကပိုင်းကြီးမှာတထောင်ခံပြီးတော့ပိုင်းဝေမှာအဲဒီဒသမနှောက်ကကဏန်းတွေကိုတင်ရင်းလိုက်ရပါပြီအဲ့လိုတင်ရတဲ့အခါမှာလည်းကျတို့ဟိုလည်း 2နိုင်ရဲ့ရှေ့က0ကြတော့ထည့်ပြီးတော့ရေးလဲရပါတယ်ပေါ့နော်။ဒါလို့ဆိုတော့ကင်းကနန်းနေရဲ့ရှေ့က0ကတက်မှုမရှိတဲ့အတွက်ပါနော်။နမခဝေသွားပါမယ်။နမခဝေကကြတော့လည်းအဲ့ဒီမှာဒသမရှေ့က4ရအပြည့်ကင်းဖြစ်တဲ့အတွက်ပိုင်းကင်းရဲ့ရှေ့မှာရေးမယ်။ဒသမရဲ့နောက်မှာကကျိုး၄လုံးဖြစ်တဲ့အတွက်ကျိုးကဘာလို့ဈေးလဲဆိုရင်တောင်းနေစီပြီးသွားတယ်ပေါ့နော်။ဒါတောင်းနေစီရှိပါတယ်။ဒါကြောင့်မို့အကကပိုင်းကြီးမှာတောင်းခံမယ်။ဟုတ်နော်။အပေါ်မှာကျတော့ဟော အဲတတောင်းမခံဘောနော်ဘာလို့လဲဆိုတော့ကျတို့နောက်ကတုံညဒီတသမားရဲ့နောက်ကဟိုနောက်ဆုံးမှာကိန်းကနေနောက်ဆုံးမှာရှိတဲ့တုံညကြပြတ်မှုဖြစ်တော့ကျတို့အရှိကသုံးလုံးကိုပဲသူကယူလိုက်တာနော်သုံးလုံးကိုပဲယူလာဖြစ်တယ်လေကျတို့ကထောင်နေစည်းတွေပဲယူလိုက်မှာနောက်ကတုံညတော့ကိုကျတို့ထည့်ပြီးမစဉ်းစားဘူးနော်ဒါပေမဲ့အဲ့ဒီဈာတွေကတုံညတော့ကျတို့ထည့်ပြီးစဉ်းစားပြရပါတယ်ဒါကြောင့်မို့ကျတို့က6တုံညသုံးဆိုကျတို့ထောင်နေစည်းရှိတဲ့ပိုင်းကြီးမှာတထောင်ခံတယ်ပိုင်းကြီးမှာကျတော့တသမားနောက်ကကနန်းနေရေးတယ်ရေးတဲ့ခါမှလည်းအတိုင်းပဲကျတို့ကတုံညကိုနော်လေမထည့်လဲရတာဖြစ်တယ်လေကျတို့တုံညတော့ခါလေးဖြုတ်ထားပြီးပါနော်ဒါတော့နမကငယ်ပါ ။မင်းသားငယ်မှာရှိမှကြတယ်အပြေကိန်းမရှိဘူးကော။သူတသမိုင်းရှိမှအပြေကိန်းမရှိတဲ့သူညပဲရှိတယ်ဒီအပိုင်းကြီးရှိမှအပြေကိန်းရေးကြမလို့ဘူး။အဲ့ဒီကျတော့တသမိုင်းရဲ့နောက်ကကနန်းတို့ရေးတဲ့အခါမှာသူကကနန်းတွေရဲ့ဟိုသူညတွေကကြကိန်းကနန်းတွေရဲ့ရှိမှဖြစ်တယ်ဒီလိုဖြုတ်ထားခဲ့လို့မရဘူးနော်။ကိန်းကနန်းတွေရဲ့နောက်မှရှိတဲ့သူညတွေဒီလိုဖြုတ်ထားခဲ့လို့ရပါတယ်။ဒါကြောင့်မို့ကျတော့အဲအားလုံးကိုတသမိုင်းနောက်မှရှိတဲ့ကနန်းတွေရေးတဲ့အခါမှာကနန်းလေးလုံးရှိတယ်နော်။လေးလုံးဆိုတာကျတော့ဘာတော့အဲတောင်းလူစိတ်ပေါ့နော်။တောင်းလူစိတ်ရှိတယ်။ဒါကြောင့်မို့ပိုင်းတင်မှာတကောင်းခံပြီးတော့ပိုင်းတွေမှာကျတော့ကျတော့50တုံးခံလိမ့်မယ်နော်။အဲ့ဒီမှာ 53ရက်ရှိက300 300ရက်ရှိကိုထည့်စင်းစားကြတာထည့်ရေးစရာမလိုပါဘူးနမကကြီးပါအဲနမကကြီးမှာဆိုရင်100.13တဲ့ဒါဆိုလို့ရှိရင်ကျတော့အပြေကင်းရ100ပါเนาะဒသမရဲ့နောက်မှာကျတော့ကနန်းက3လုံးရှိတယ်အဲ့ဒီမှာတုံညကအလဲကမနော်ဒီကနန်းနီရဲ့အလဲကမပါတာဖြစ်တဲ့တက်ကျတို့ဖြုတ်ချလို့မရဘူးဒါကြောင့်မို့တုံညကိုပါကျတို့ထည့်ရေးလိုက်မယ်နော်အဲ့ဒီကိန်းကနန်းနီရဲ့နောက်ဆုံးမှရှိတဲ့တုံညဆိုရင်ကျတို့ဖြုတ်ခဲ့လို့ရတယ်ပေါ့နော်ဒါဆိုရင်ကျတို့ကအဲဆယ်ရီစိတ်ယာရီစိတ်ထားလို့ရှိတဲ့အတွက် ပြေကင်းရတရားဖြစ်ပြီးတော့ပိုင်းချီမှာတထောင်ခံမျိုးကပေါ့ကမိုင်းမိမှာကတရားတူကိုရုံရေးပြီးလဲရမှာပါဟုတ်ပြီနော်ဒါဆိုရှင်နံပါတ်3ကိုသွားပါမယ်အောက်ပါပိုင်းကင်းမျိုးကိုဒသမကင်းပြီးပေါ်ပြပါတယ်ဒါဆိုရှင်တို့ကနော်ပုံမှန်ဘယ်လောက်ရှိလဲဆိုရင်4850နှစ်အဲ့တော့ရှင်တို့က1000နော်1000နဲ့စားရမှာဒသမကင်းနဲ့ပေါ်ပြမယ်သူပိုင်းဝီကိုပိုင်းချီနဲ့စားလိမ့်မယ်စားတဲ့ခါမှာရှင်တို့ဘယ်လောက်ရလဲဆိုရင်အဲအပြေကင်းကနော်အရှင်းဆုံးက4000ကျော်ရှိဦး4ရပြီးတော့ဒီပိုင်းကင်းနဲ့အရင်ဆုံးရေးမယ်ပေါ့နော်ရေးတဲ့ခါမှာ နော်အပေါ်ကနန်းကအဲ1952ကျန်နဲ့ပိုင်းကျရတသားမွေပေါ့နော်အဲ့ဒါကျတော့ဒသမဂိမ်းနဲ့ရေးတဲ့ခါမှာ၄ဒသမအပေါ်က6895နေပေါ့နော်အဲ့လိုမျိုးပြောင်းပြီးရေးလိုက်ရင်ရပါပြီဟုတ်နော်သူကပိုင်းကျရတသားဆိုလို့ရှိရင်ရှိတော့ဒသမနောက်မှာပါနော်တောင်းနေသေးရှိရမှာလေသူရဲ့ကနန်းကလည်း၄လုံးလုံးရှိတာဖြစ်တယ်ဗျာကျတော့လုံးလုံးလုံးရေးလိုက်မယ်ပေါ့နော်ဒီနမခဝေးပါနမခဝေးမှာကျတော့သူကတခါရဲပြထားတယ်အဲ့ဒါကိုရှင်းပြတခါရဲတွေ့ရုံမှာနော်အဲ့ဒီမှာအဲ၃တသမပေါ့နော်ရှင်းမှာ တခါရဲစားရပြည်တယ်အပြေကိန်းကိုသုံးပေးထားတဲ့အတွက်ဒသမရှိမှသုံးထည့်မယ်အဲဒသမရဲ့နောက်မှာကျတော့ကျတော့ပိုင်းချီမှာတထောင်နဲ့စားရပြည်တဲ့ဖြစ်တဲ့အတွက်ကျတော့ထောင်ကျစ်ရရှိရမယ်ပေါ့နော်အဲဆိုပိုင်းမရကနန်းတွေကြီးတဲ့အခါမှာဆယ်လီစိတ်ယာလီစိတ်ထောင်ကျစ်ရရှိတယ်ဒါကြောင့်မကျတော့သုံးညကူကြီးဆိုကြတာမလို့ဘူးပေါ့နော်အဲဒီတော့သုံးတက်မှာခုညရှိဆိုရင်ရပါတယ်အမကငယ်ကကျတော့လေသူကအဲ့လိုပဲပြီးထားပါတယ်နော်၂၁ပိုင်း၂၅ပိုင်းအဲ့တော့ကျတော့ ကျွန်တော်တို့ဒီဒသမကိန်းပြောင်းတဲ့အခါမှာပိုင်းချိန်မှာ10ရဲဒါမှမဟုတ်100တောင်ပေါ့နော်အဲ့လိုကနန်းနေရှိရမှာသူကကြတာပါတော့25ပိုင်း25ပိုင်းပိုင်းချိန်မှာ25ပဲရှိတယ်အဲ့ဒါကိုကျွန်တော်က100ပြည့်အောင်လို့ကျွန်တော်၄နဲ့မြောက်မှာပေါ့အရင်ကနော်ပိုင်းချိန်ကို၄နဲ့မြောက်ရင်ပိုင်းဝင်ကိုလည်း၄နဲ့မြောက်မှာဒါဆိုရင်ပိုင်းချိန်က100ပြည့်သွားမယ်ပိုင်းဝင်ကကျတော့84ပြည့်သွားမယ်ဒါဆိုရင်ပိုင်းချိန်တရားသူကဒသမနောက်မှာကနန်းနှလုံးရှိတာသူကတော့အပြေကိန်းမပါရဲအပြေကိန်းနေရာမှာသူများဒသမရေးမယ်ဒါဒသမရဲ့နောက်မှာရှိတဲ့ဟိုဟာကိုကျတော့ကျွန်တော်တရားသူကယာရီစရိပဲရှိမှာပါသူက သူကပိုင်းမှာရှိရတယ်ဆယ်ရီစိတ်ယာရီစိတ်နှလုံးသုံးရှိရတာဒါကြောင့်မတုံညောက်ကိုကူညီခေါ်ကြမှာမဟုတ်ဘူးညတသမား14ဆိုရင်ရပါပြီကဲခုနကနမကကြီးမှာကဟောကနော်၈ဘိုင်းစရာဘိုင်းကြီးတို့ကဘိုင်းကြီးတစ်ထောင်100ပြောင်းလို့မြတ်တယ်တစ်ထောင်ပြောင်း125နဲ့မြောက်ပေးပါမယ်125နဲ့မြောက်တဲ့ခါမှာပိုင်းကြီးကိုရေကိုပိုင်းကြီးရှိကို125နဲ့မြောက်တဲ့ခါမှာပိုင်းကြီးတထောင်ရမယ်။ပိုင်းဝင်မှာ17နဲ့125နဲ့မြောက်တဲ့ခါမှာ1385ရရပါတော့ အဲဒါတော့95ကို1000နဲ့ဒီလိုစားလိုက်တဲ့အခါမှာတိတိမသမာ305ရလာပါတယ်။ဟုတ်ပြီနော်။ဒါကြတော့ကြည့်ရင်ဂျီတို့ကနံပါတ်1နဲ့3တော့ပြီးပါပြီ။နံပါတ်6ကိုဂျီတို့နောက်တစ်ချိန်ကျရင်ပြန်ပြီးရှင်းပြပါမယ်။ဇုံးဒီဂျီဝေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။